င်္ဂလာပါဗျာအားလုံးကျေးဇူးပါသည်ချမ်းသာပါသည်ဘိုင်ရကိုမျက်နှာနဲ့ဘိုင်ကိုတကြလုံးအားလုံးပျော်ရွှင်ပါသည်ကြောင်းကိုဘိုင်ကြီးစုမုံကောင်းတောင်းပါနဲ့ဒါအခုအဲဒါ reaction လေးလုပ်ပေးနေတာပေါ့ reaction လေးလုပ်ပေးနေတာဘယ်အောင်လဲဆိုလို့ရှင်လို့ချင်းအဲနံပါတ်1 PDF ရဲ့ရုံမှန်မှုကိုဒါ PDF ထောက်ခံတဲ့သူပဲပြောတော့ကိုကျွန်တော်တို့အတူတူနားထောင်ကြည့်လိုက်အောင်ပါနော်မင်္ဂလာပါဗျာအခုကျွန်တော်တို့နေတဲ့နေရာကို တနင်္လာရီတိုင်းတရချောင်းမြို့နယ်မင်းတက်ကြေးရွာက ပြည်သူလူထုတွေရောက်လာတယ်ရောက်လာပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြပါဆိုပြီးကျွန်တော်တို့လာပြီးတော့အကူအညီတောင်းတာပေါ့ဒါကတော့ပွင့်လင်းမြင်သာမှုရှိရမယ်အနေထားမှာကျွန်တော်တို့ကပွင့်လင်းမြင်သာအောင်အမှန်တရားဆိုအမှန်တရားတိုင်းချပြရမယ်သူများဘက်ကမှားနေတဲ့အရာကိုထိုင်ပြောပြီးတော့မှကျွန်တော်တို့တော်တော်လေးလောက်တာမဟုတ်ဘူးကိုယ့်ဘက်ကမှားနေတဲ့အရာတွေရှိနေကျွန်တော်တို့ဘက်ကပြည်သူတည်အောင်ပြောရမယ်အမှားတွေရှိရင်ပြင်ဆင်လို့ရအောင်ပြောရမယ်ပြောအခုပြောအဲ့ဒါဂျွာသားတွေလာပြောတာကတော့သူတို့တွေဂျွာထဲမှာဝင်ဝင်ပြီးတော့ ရှိတဲ့စပါးတွေတချို့တဝက်ယူသွားတယ်နောက်တော့ပြည်သူတွေနေတဲ့အိမ်ကိုလည်းမွေသွားကြတယ်ဒါတွေမလုပ်သင့်နိုင်ရမလုပ်သင့်တဲ့အရာတွေလေဒါလားဒါ PTS ကလေးတွေနော်ဒါသူတို့ပြောမဲ့ဟိုတပ်ပေါင်းစုတာပါလားတော့မသိပေါ့ဒါဒီလိုမျိုးလှုပ်သွားလို့ကြလားလှုပ်သင့်လားနောက်ပြီးတော့ပြောအဲ့ဒီရွာသားတယောက်ကထပြောလိုက်တယ်ဗျာဒါဒီလိုမျိုးဒီလိုဒီလိုအဖွဲဝင်တော့ဘာမှမလုပ်နဲ့ဒီအဖွဲဝင်ဒီလိုလှုပ်တဲ့ခါကျဟိုသူတို့ပြောရမလားဆိုပြီးတော့ဖမ်းသွားတယ်တဲ့တုံးရအချုပ်တဲချလိုက်တယ်တဲ့ ဒါဒီလားဒါဒီလားဒါလားဒီတော်လဲရေးဒါလားအခုကြတော့ကောင်းရင်စဉ်းစားကြည့်လေဓမ္မနဲ့အာဓမ္မဆိုတာကိုကအာဓမ္မမှမသိဓမ္မမှမသိဖြစ်နေပြီအကိုတို့အဲ့ဒါပြောအာနာရှင်ကိုတွန်းလှန်ရင်းနဲ့အာနာရှင်လက်သက်တွေကိုကျွန်တော်တို့ကမမွေးမိဖို့လိုတယ်မမွေးမိတဲ့နေရာမှာဒါကျွန်တော်ညီကိုညီကတော့အမုန်းခံပြီးပြောတာဘာကြောင့်ကြီးရဲဘာကြောင့်ပြောတယ်ဆိုတာတော့ခင်ဗျားတို့နိုင်ငံသားတွေအားလုံးသိကြပါလိမ့်မယ်ဒါကြောင့်မလို့အဲ့ဒီ တလင်းနိုင်တိုင်းတရချောင်းမျိုးနဲ့မင်းတက်ကြီးရွာမှာရှိတဲ့ PDF အဖွဲစည်းဘယ်အဖွဲစည်းတော့မသိဘူးဘသူတွေလုတ်ခဲ့တယ်ဘာကြောင့်လုတ်တယ်လဲဆိုတဲ့အရာကိုပြည်သူလူထုထင်သာမြင်သာရှိအောင်ပြောကြပါအခုဒီမှာရှိတဲ့ရွာကန်တရက်ကကျွန်တော်တို့ရှိကိုရောက်လာပြီးအကူအညီတောင်းတဲ့အတွက်မဖြစ်တင်တာတွေမဖြစ်အောင်ဆိုပြီးကျွန်တော်ပြောတာအခုဒီမှာကျွန်တော်တို့ကတက်တော့မှာပို့တီမီကျင်ညာတယ်ဆိုတာကိုပေါင်ကိုလှန်ထောင်းတာကဘာကြောင့်လှန်ထောင်းလဲဆိုရင်အာနာရှင်စနစ်ကြရှုံးခြင်းလို့ကျွန်တော်တို့ကဒီကိစ္စတွေပြောတာ အတန်ရှင်းလိုခြင်းလို့အပုတ်ချခြင်းလို့မဟုတ်ဘူးအမှန်တရားအမှန်တရားပြောပြီးအမှားတရားလုပ်နေတဲ့လူတွေကိုတော့တွတ်တွမကာဝယ်နိုင်ဘူးတွတ်တွလိုချင်တာကရက်ွက်ကြေးရွာအစ်စ်မဟုတ်ဘူးနိုင်ငံကို လိုချင်ရင်နိုင်ငံကို လိုချင်တဲ့စီကံတည်ဝင်မှုနဲ့အကျင့်တီလာစောင့်သိမှုလိုတယ်ဆိုတာကိုကျွန်တော်ကပြောခြင်းဖြစ်တယ်ဟုတ်ကဲ့အားလုံးကောင်းကောင်းနေပါဗျာနော်ဟိုအမှန်တရားအမှန်တရားလို့ပြောပြီးအမှားတရားလုပ်တယ်ဆိုတာကဒါက PDF တွေဆိုတဲ့နေရာတွေအကျန်းဖက်တွေဆိုတဲ့နေရာတွေမှာဥပဒေမရှိပါဘူး ဥရင်မရှိအောင်မတိုင်းချင်းမဲ့လူတတ်မဲ့ဒါတွေကရွာတိုင်းနေရာတိုင်းမှာရှိပါတယ်ရွာတိုင်းနေရာတိုင်းမှာရှိပါတယ်သူတို့ဘက်ကတော့ပြောတယ်အမလီအဲတမ်နော်ကမွေးစည်းဝါကြတယ်တမ်နော်မှာတမ်နော်သားတွေကြိုက်တဲ့လူဝေးကြည့်လိုက်မွေးစည်းဝါတချို့အမြင်တော်မမြင်ဘူးတဲ့သူတွေရှိတယ်တမ်နော်ကအဲ့လောက်စီးပြက်ကံပြတ်မှာမဟုတ်တာနော်ဒါပါဇက်ကနေပြောမှအမှန်တရားလို့ပြောနေတဲ့ကောင်းတွေကအမှားတရားလုပ်နေတာကြီးဖြစ်တယ်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ပြောရင်းနဲ့နောက်တစ်ခုထပ်ပြောချင်တာနောက်တစ်ခုထပ်ပြချင်တာက my care my care my care ိုက်ခဲအခုပဲရောက်နေပြီလဲဆိုတာထပ်ပြောပြအောင်ပေါ့နော်ဖတ်တဲ့တာပါညီနောင်နေညီနောင်နေဘောလုံးဘောလုံးဖတ်တဲ့တာပါအဲပြီပြီတူတူလေးပေါ့နော်ထိတ်တံကြပါနဲ့ဖတ်တဲ့တာပါတီအမ်လာကောင်းဆုံးကျွန်တော်တို့ဥပမာလဲအတူတူလုံးကြတာပေါ့ကောင်းဆုံးကျွန်တော်အတူတူလုံးကြဖြစ်နိုင်ဆိုတာမရှိပါဘူးအဲတို့မှလည်းဒီချိန်မှာပြစ်တင်လို့မရဘူးလေနော်ပြစ်တင်နေလဲကျွန်တော်တို့ဘာမှထူလာမှာမဟုတ်ဘူး

နောက်မှာမိုးကုတ်ဗရမားမြေဆိုတဲ့ဟာလေးစာတန်းလေးနဲ့ဟုတ်လားဒီကမိုးကုတ်ကိုရောက်ပြီပေါ့နော်ပထမတော့ဒီကောင်ကနှထိုးကြီးပါလို့လို့နှထိုးကြီးလို့လို့မြေချမ်းလို့လို့ဘာညာလို့လို့တာကလို့လို့နဲ့သူတို့စကန်းနေတခုတခုဆုပ်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 ပြေးပြေးပြေးနဲ့ဟိုတောကျတောင်ကြားတွေပြေးနောက်ဆုံးလဲကြတော့အခုမိုးကုတ်မှာအာဒါယတနာထွက်တယ်ဆိုတော့ယတနာလာယူဖို့အနေထားမျိုးတွေပဲသူတို့ရှိပြီဒါပေမဲ့အဲဒီကောင်လေးမိုးကုတ်မှာရှိနေလို့တတ်မလို့က အာမဆုံးဝနိုင်ဘူးဆိုလို့ဆိုရင်တော့ဟာသားတည်းရပဲဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။နောက်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလမ်းလျှောက်တတ်အောင်သင်မိไว้လမ်းလျှောက်ဖို့ပဲလိုတယ်ဆိုတာလမ်းဆိုဟိုလမ်းဆိုတာကအာကျွန်တော်တို့ပြောပြမယ်လမ်းကလျှောက်တာကလမ်းလျှောက်တဲ့တိုင်းလျှောက်တယ်ဆိုမှခြောက်သေးကြတဲ့လျှောက်ရင်းလမ်းနဲ့လမ်းကောင်းလျှောက်တာနဲ့ကွာတယ်ဗျဒါသူတို့ကခြောက်သေးကိုကြောက်အောင်လျှောက်မယ်လမ်းချက်တော့ဒီနော်ဘာမှရီမိုင်းကြမှရှိယူရကြမှရှိ ဂီမိုင်းချက်လည်းပါမှမရှိရွယ်ချက်လည်းပါမှမရှိတပ်မတော်တိုက်အောင်လည်းတပ်မတော်နဲ့ကဒနာအင်အားချင်းနဲ့မတူလူအင်အားချင်းနဲ့မတူအဲဘလို့ဘယ်ရမှမတူတူစရာလည်းဘယ်နေရာမှမရှိဘူးနော်အဲ့တော့ကိုတပ်မတော်ကိုတိုက်မယ်ဆိုတော့ဒါပေမဲ့သူရဲ့ပြောတာကအခုဆိုသူဝတ်တာစားတာလည်းနည်းနည်းလမ်းလိုက်တောသားတောသားပုံမပေါ်တော့ဘူးတောရုပ်မပေါ်တော့ဘူးနည်းနည်းဆရာကြီးပုံစံမျိုးဖြစ်သွားပြီနောက်မကြပါဘူးကျွန်တော်ပြောတဲ့စကားမလွဲပါဘူးဒီကောင်းသေးကမုန်းကုန်းမှမသိရင်မသိလို့ဒီကောင်းလေးထွက်ပြေးနောက်ဘယ်တော့မှမတိုက်တော့ဘူး မိုးကောက်ကိုတက်တော့ထိမ်းပြီးွားလို့ကျင်ဒီကောင်လေးမျက်ခွက်ဒီ line ပေါ်တက်လာလို့ကျင်လို့ကျင်အကောင်လေးပော့တာချလိုက်တော့တိလာဘာဖြစ်လို့ဆိုတော့မျက်နှာကြောင်တိုင်လောင်းကြီးလို့ဟာလာနရိုးကြီးဆိုတဲ့ကောင်တွေကနရိုးကြီးမှဆိုတဲ့ကောင်တွေကဟိုပြေးလိုက်ဒီလွားလိုက်နော်ဟိုကမတိတာရုံမော်တော့နည်းနည်းအနှံ့လေးလဲပြေးလဲပြေးလိုက်ကောပြေးတာပဲဟဲ့ဘယ်လိုဘယ်ရောက်လဲဟိုတဲ့တကြားကြီးစူးပေါ့ကြီးဘာညာကြီးမကဲကြီးဘာညာကြီးကောလာတကောက်မှမရှိတော့တန်းတော့လက်နေပြေးတာနရိုးကြီးဆိုတဲ့ကောင်တွေ ်ငါတို့ကြီးစိုးအောင်လို့ငါတို့တက်ကြီးလို့အဲဒါကျွန်တော်ကြားမိတဲ့ဟာဒီပေါ့ဟုတ်လားအခုဒါမဟုတ်ဘုတ်တို့ရောက်ပြီမဟုတ်ဘုတ်ရောက်ပြီဆိုတော့အဲ25နေကြလို့ရှင်တရားလည်းလေးထွက်ခွာပြီထွက်ခွာတဲ့အချိန်မှာတမန်တော်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ကြည့်အောင်မယ်အဲ့ဒီညာကျွန်တော်အားရပါရတရင်ကိုတေချာလိုက်ပြီးနိုင်ပြောပြောအောင်မယ်တေချာနိုင်ပြီးပြောမှဒီကောင်လေးဘာဖြစ်တာလဲဆိုတော့ကျွန်တော်သိအောင်လုပ်အောင်မှာပစံကောင်ခံပြီးတော့အဲ့မှာရှိတဲ့လူမိတ်ကိုမယုံမှာ 要不老肥养，那时候要么哎得病了养，没必要经常不要病我们，经常得病病了我再发一遍。 အဲ့တရင်ပြောတာဝန်ဆောင်ပါဆက်စုတာဝန်ဆောင်ပါလေအဓိကဘာကြောင့်ဆက်စုလဲဆိုတော့ကျွန်တော်အဲ့လိုပြောတော့တာပါအတုသတိဒုသတိမရှိဘူးဆိုတော့တချို့ကအတုသတိဒုသတိမရှိဘူးမပြောနေတဲ့ဆိုတော့တဝူတော့တာသိတဝူတော့နာသိမရှိဘူးတောက်တော့နိုင်နိုင်တာဟုတ်ကြိုက်တယ်ကျွန်တော်ပြောရိုးရိုးလေးတောက်တော့နိုင်လားမနိုင်လားသိနေလို့ကျွန်တော်မှအဲဖုံးဝေဖို့ဆိုလဲဖုံးဝေဖို့ပေးတယ်လိုလာတောက်တာအားကိုပိုင်ရေးဘာလို့လို့ဘာခက်ခဲကြီးလို့ညာကြီးလို့အားပြောအဲ့မိုးကုတ်မှဆိုမိုးကုတ်ကလည်းကျွန်တော်တရင်မို့တာအများကြီးပဲ အဲဘယ်စရောဒီောင်းဝင်လာတဲ့ကိုကဘယ်နေမှာဘာပြဘယ်နေမှာစကိုကိုပိုင်းဆိုတရင်ဖို့နေတာအများကြီးပဲအာကျွန်တော်တို့ကဒါမျိုးလေးတီးတယ်တီးတဲ့အချိန်မှာကျွန်တော်ရှယ်ရင်းမြဝေပေးတယ်အဲတချို့ကကြတော့လေဗျာအာမမြဝေတင်တာကြတော့လေမသိအောင်ဆောင်လိုက်တယ်ဟုတ်တယ်မကျွန်တော်တို့တီးရှိတဲ့တရင်မြဝေတယ်ဆိုတဲ့နေရာမှာဒါကျွန်တော်တို့အကျံဘက်တရင်မြမြဝေတာအကျံဘက်ဒီဘလောက်တည်တယ်လဲဒီကောင်ဒီဘလူတွေဒုက္ခရောက်နေပြီလဲဘာတွေဖြစ်နေပြီလဲဆိုတာဒါကျွန်တော်တို့ကအာမြဝေတာ တပ်မတော်ဘက်ကကြတော့ကျွန်တော်တို့ကမသိဘူးဗျာကျွန်တော်လည်းမစုံစမ်းဘူးတပ်မတော်ဘက်ကတော့တပ်မတော်နိုင်လာဆိုတော့စုံစမ်းတယ်အားလုံးချလိုက်တယ်ချလိုက်ရာဘလို့လို့လုပ်လိုက်အဲ့အဲ့လေးဒီအဲ့အဲ့လေးကိုကျွန်တော်ပြောပြကျွန်တော်အကြတူးသွားစီဒုဒ္ဒစီမရှိဘူးလို့ဗျာတပ်မတော်နိုင်လာလေးတွေတော့ကျွန်တော်ပြောပြဆိုတာဒီကောင်းလေးเออปี้เนี่ยปี้လို့ရအောင်ဗျာအာလက်နဲ့ချလိုက်ချလို့ရအောင်အလင်းဝင်နဲ့ဝင်လို့ရဒါဒီကောင်းလေးအသက်ရှင်အောင်လို့ကျွန်တော်နီးလန်းပေးတာကျွန်တော်ပတ်စံနဲ့ကျွန်တော်ဆိုက်ပြီးတော့ဒီကောင်းလေးကိုကျွန်တော်သတင်းတင်ပြပေးနေတာသတင်းလေးတွေအကြောင်းအရာလေးတင်ပြအာငါတို့အကြံဖက်ဖို့ဘရောင်ကြီးတိတ်သွားပြီး ငါတို့အကြံပေးဖို့ဒီဘလောက်ဆုံးဖြတ်တတ်နေငါတို့ဟိုခေါင်းဆောင်တင်တာနဲ့ရီမွန်ကအာအဲခေါင်းဆောင်တင်တာနဲ့ရီမွန်ကမြန်မာပြည်မဟုတ်နိုင်ငံတကာဒီမောင်မဝင်ဆန်းပါလေဆိုတဲ့အဲဇင်မာအောင်တို့တရှိဝါတို့ပါကြအားလုံးအများကြီးစင်ကဲစင်ကဲနဲ့တကယ်တိတိကျကျဖွဲ့စည်းထားပါလေဆိုတဲ့ NUG တို့ CRPA တို့ဆိုတဲ့အစိုးရကြီးကဟိုအေးထုံးမြနိုင်လောက်တော့မှအစစ်နိုင်မရှိပါလားဆိုတဲ့ဟိုအရေးချင်းမရှိပါလားဆိုတာဒီကောင်တွေကတိအာအတိပါရောတိပါတိပါဒီကောင်တွေအခုလမ်းနေပြောင်းနေ လမ်းနေပြောင်းတယ်ဟိုအန်ယူဂျီကလည်းဒီကောင်လေးပြပြီးပစက်နေတောင်းစားတောင်းစားလို့မရတော့ဒီလေးကလည်းခွာလို့လဲအဲအခုဒီကောင်လေးပြန်လော်ပေးတဲ့ရွေးကောက်ပွဲကိုပါရဲ့လေရွေးကောက်ပွဲကအတရားမဝင်ရွေးကောက်ပွဲလေအမနိုင်ငံတကာတွေလည်းကြီးလိုက်တဲ့ဒီအစိုးရဦးစားမှာအဲ့ဘာလို့နိုင်ငံတွေမှာနေတဲ့အစိုးရငါ့အစိုးရပေါ့ဟိုသူများနိုင်ငံမှာနေတဲ့အစိုးရသူများအစိုးရလေငါ့အစိုးရမှမဟုတ်တာအဲ့ဒါအဲ့တော့ပြောပြလို့ခြင်းမင်းတော့အစိုးရကဘယ်သူကတတ်မှတ်တာလဲဟိုပါလေဟိုကြည့်ဒီကိုကြည့်တာဘယ်မှကြည့်စမ်းမလို့ဘူးညောင်နိုင်ငံအစိုးရညောင်နိုင်ငံမှာစိုင်းမုံမှာရေးထားလို့ခြင်းသွားကြည့်လိုက် ်ဝင်ကြုံကြုံမရောက်နိုင်နေရရုံးတိုင်းမှာကတ်ထားတဲ့ဘဲတော်ဇာစုကြည်ပုံတွေပဲဝင်းမြေပုံတွေပဲနေမမမကတ်ဘူးဟုတ်လားနိုင်ငံတကာမြန်မာနိုင်ငံမှာကြီးလိုက်ခေါင်းမြန်မာနိုင်ငံမှာနေရာတိုင်းမှာကြီးလိုက်ဝင်ကြုံကြုံရဲ့ပုံနဲ့အဲဒါယာယီတော်လာပုံစံမှာရုံးတွေကနာတွေမှာရုံးတွေပါညာတဲ့အစိုးရထိုင်တဲ့ရုံးတွေမှာအကုန်ကတ်ထားတဲ့နိုင်ငံတော်အလံနဲ့ကတ်ထားတဲ့ဘဲတော်ဘာမင်းဝင်းမြေပုံနဲ့မရှိဘူးဘာပုံမှမရှိဘူးသူတို့တွေထောက်လန်းမှာပဲရှိတာ အဲအဲ့ဒါတွေဟာဟိုမှာအာကက်တီဒီနဲ့ပါလဲနိုင်ငံတကာမှာနိုင်ငံတကာမှာတော့ခေါင်းထဲမှာထည့်ကြအောင်စီမင်းတို့အားကိုးနေပါလဲဆိုတော့ NUG တို့ဘာလို့ညာလို့ဆိုတော့ကောလဲနိုင်ငံကြမှာအဲ့တော့မင်းတို့ခြေတော့ကိုဘာပြောလဲစောစောကောလေးပြောတာအဲလမ်းလျှောက်တတ်တော့တင်မြန်လမ်းဆက်လျှောက်မှာကိုကြောင့်ဆိုကိုရှောင်းမဲ့လမ်းကချောင်းမဲမသိဘာမဲမသိဆွတ်လျှောက်ဟလာချောင်းမဲတိတိနဲ့လဲလျှောက်တယ် ။ဘာဖြစ်လို့ကြောင်ကန်းသိတဲ့ရှောက်တဲ့မထူးရဆိုဒီတိုင်းဆုံးတပြားသူတနေ့ဟိုတသောဝန်းတန်တောင်းဒီကောင်းလေးရှာနိုင်တဲ့ရုပ်တွေမဟုတ်ဘူး။ဘာဖြစ်လို့ဒီကောင်းလေးပုံစံတွေကဗယံပဒပုံတွေကျွန်တော်တွေ့တာ။အဘဘလေဆိုတော့အခုကဗျာဟိုချိတ်ချောက်လို့ရသွားပြီချိတ်ချောက်လို့ရသွားဒီရွာလေးမှာမလိုက်လားမလိုက်ဒလန်ဒလန်ဆိုသူကတတ်ဖို့အတွက်ကိုပြောတာဒလန်ဆိုရင်တတ်မယ်အဲ့တော့မင်းတို့အဲမလိုက်လားမလိုက်တာစစ်ဘက်ဟိုတဘက်အစိုးရဟိုစစ်တပ်ဘက်ကဒလန်မဲဆိုပြီးတော့တတ်တတ်မှာဆိုလို့သူကလိုက်သွားလိုက်သွားတော့လိုက်သွားတဲ့ကောင်တွေကလည်းအချောင်သမားတွေအများဆုံးပါတယ် အဲတချို့ကလည်းမပြတ်မနေတိုင်းလာတယ်ချို့ကြောင့်လည်းအဲအချောင်သမားတွေပါပါအချောင်သမားပါတော့ဟိုမှာလူရဲစားတော့အဲလုံးချင်တိုင်းလုံးလို့ရတဲ့ခါကျလူပိုင်းလုံးလို့ရတဲ့ခါကျဖြစ်တိုင်းဖြစ်သွားရောပိုအဲအဲ့ကျမှပါအစိုးရစစ်တပ်လမ်းကြီးလင်းဝင်ချောင်းတိုက်အဲသူနိုင်လောက်ပဲနေထားမျိုးစစ်တပ်တော်ကအယောက်၁၀ရောက်လောက်ကြီးကသူတို့ကအယောက်50လောက်ကြီးနိုင်လောက်တဲ့ဆိုဝင်ချအဲချယူကနိုင်နေပါညာဆိုပြီးတော့ဒါကြောင့်လိုင်းပေါ်တဲ့အလူထက်ခံပြီးတော့တပ်တော်ဝိုင်းပြီးချလိုက်သေဝိုင်းပြေးတော့ကြပြန်ကုန်အဲတပ်တော်ကအဲသူတို့ဟိုနေဖြစ်တဲ့ဆိုရင် အဲတောင်လောင်ကနောက်စစ်ကြောင်းကဒါလိုက်လဲထိုးလဲထိုးကြလိုက်လဲချင်းနဲ့ကြောင်းပြီးတော့ပြန်ဟောဒီကောင်တွေပြေးပြန်ဟောအဲ့လိုမျိုးတွေရှိတယ်အခုကအဒါကျွန်တော်တို့မကြခင်ဒါတရင်ကောင်းကြားမှာက25ရက်နေပြီပေါ့ဗျာ25နေပြီးွားရင် လာမကုန်ပါဘူးဒီကောင်တွေမုတ်ကုန်မှာဘယ်လိုမျိုးကျွင်းထဲမှာအိတ်သွားမှာလဲဆိုတော့ကျွန်တော်တို့ကြည့်ရမယ်နော်တောင်တော်ကတော့ဒီလိုအကျန်းဖက်တွေနဲ့ဆွေးသွင်းညှိနှိုင်းမှာလောက်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကယုံကြည်ပြီးသားကျွန်တော်မိုက်ခဲလို့ဆိုတော့သူငွေရှာတတ်သွားပြီမက်ဆီနဲ့ပေါင်းပြီးလဲရှာတတ်သွားပြီအခု ိုးကုတ်ကုတ်လာပြီးပေါင်းပြီးတော့လာရှာပြီးလာရှာလို့ငွေကြေးပါ냐ရိုက်25နဲ့ပြေးတယ်သူတို့အရှူရှူပြေးကြမှာကောင်းနေအရှူရှူပြေးကြမှာကောင်းတယ်အခုချိန်မှသာဒီကောင်းနေလိုင်းကော25နဲ့မပြေးသေးလို့ပြနေဝနေတိုင်းပြနေဟာအာညီလေးကကောင်းနေညီတို့ကလေးဘာလဲလို့ညာလို့ဘာကြီးညာကြီးဒီကောင်းလေးပြောဦးမယ်အဲမချဘူးကြည့်လိုက်25ရက်နေ့ပြီးွားလို့ရှင်လို့ရှင်ပလောင်နဲ့တဲရောလောက်ကုန်ကန်ဒီစီဒီကောင်းလိုင်းပေါ်မှာတက်အောင်မလားလို့ကျွန်တော်ကြည့်ရမယ်ဟုတ်လားလိုင်းပေါ်မှာတက်တော့ဒီကောင်းဆရာကြီးရောဗျာနော် ဒီကောင်ဆရာကြီးတို့တတ်မှတ်လိုက်မယ်လိုင်းမောင်25ရက်နေ့ကြော်သွားလို့ဒါတမ်းတော့30ရက်နေ့ထိတွဲမောင်မှာဒီကောင်လိုင်းမောင်ပျောက်သွားပြီဆိုရင်အဲတေးကြပြီဒီကောင်မုန်းကုန်းမှလည်းမရှိတော့ဘူးဘယ်နှမပြေပြီးထပ်ပေါ်လာအောင်လဲဆိုတော့ကျွန်တော်တက်ကြည့်အောင်အဲ့ခါမှာထပ်ဒီကောင်ပတ်ဆိုင်ရအောင်တဲ့ဖန်ပြီးမဲ့ငစီတော့ထပ်ပန်ပြီးတော့လေဒီကောင်အကုသို့ပေါ့ဒါပေမဲ့တက်မတော်ကဒီကောင်လေးအပြည့်ရှင်းနိုင်တယ်တက်မတော်ရဲ့ကုသို့ပေါ့တလူပဲပြောအောင်တက်မတော်ကောင်းမှုပဲပေါ့အဲ့လိုဘာဖြစ်လို့အပြည့်ရှင်းနိုင်တော့ပြည်သူတွေဒုက္ခကိုခံစားတာပြည်သူတွေဒုက္ခခံစားတာပေါ့ အပြတ်မရှင်းနိုင်ဒီကောင်လေးပြီးမှဒုက္ခတွေကိုပြည်သူတွေထက်ခံစားအောင်ပါမတော့ဒါလေးပြောချင်တာပါအဲမကုတ်ကိုရောက်နေတဲ့ PDF ညီငယ်လေးတွေပေါ့ကွာဒါကိုပိုင်ကြီးကမင်းတို့ကိုစေတနာမေတ္တာနဲ့စကားလေးတစ်လုံးသောမေတ္တာပါခြင်းနဲ့အဲ့ဒါဘာကိုဘာကိုပြောချင်လဲဆိုတော့မင်းတို့လည်းအတိညာပညာတွေရှိပါအတိညာပညာတွေရှိပါဒီကောင်လေးကအာပတ်စံရလို့လုပ်နေတဲ့ကောင်လေးဖြစ်တယ်မိုက်ကဲတို့ဆိုတာမိုက်ကဲကိုနောက်လိုက်လို့လည်းမင်းတို့ဘာမှမဖြစ်ဘူးသူတို့ပြောနေတာဒီအကုန်လုံးနေတာဘာမှမဟုတ်မင်းတို့ကိုယ်တိုင်လည်းငွေကြေးတာမင်းတို့ကိုယ်တိုင်ကြောက်ပြီးတော့ ဖြစ်နေတယ်ဆိုလို့ရှိရင်တက်မလွန်နိုင်လက်တွဲဖို့အတွက်ကိုပိုင်ကြီးပြောခြင်းနဲ့အခုဒီဟာလေးကတော့ကိုပိုင်ကြီးတို့ရဲ့အမှုပညာရှင်တွေမှမှဒါအကယ်ဒမီများရှင်ပေါ့နော်အမေချိုရဲ့မင်းတို့ဆုံးမလိုက်စကားလေးကိုဒါလေးကိုပိုင်ကြီးဖွင့်ပြမယ်မင်းတို့ကြည့်ပြီးတော့မှအတိတရားရပါသေးလို့ကိုပိုင်ကြီးပြောချင်ပါလေကိုပိုင်ကြီးကတော့တဥ္ဒသေတဥ္ဒသေမရှိဘူးမင်းတို့လေအဲဒါတိုင်းမီနာလက်တွဲပြီးတော့မှအမျိုးဘာသာသာသနာကိုဆောက်ရှောက်ရင်ကိုမိသားစုကိုဆောက်ရှောက်ရင်တက်ကြီးသွားတဲ့ သားတွေမိတွေမြစ်တွေနဲ့ပြပြွှေနေတာကိုကိုပိုင်းတို့ကမြင်နေတယ်။အဲ့တော့မင်းတို့အလင်းဝင်ပြီးတော့ရှင်တို့ရဲ့တက်မလာလက်တွဲပြီးတိုင်းပြည်နဲ့ပူးပေါင်းပါဝင်ပြီးတော့မှလှုပ်ဆောင်ဝင်ဖို့အတွက်မျှော်လင့်ပါတယ်။အဲမိုးကုတ်မှရောက်နေတဲ့ဒီခေါင်းဆောင်ပိုင်းတွေကိုမပြောတော့ခေါင်းဆောင်ပိုင်းကတို့ကတအားချမ်းတော်ပိုင်းမင်းတို့ဟိုဂျင်းထက်တဲ့နေအောင်မှာအဲ့တော့အမေချိုရဲ့အဲဟိုစုံမစကားလေးကိုမင်းတို့နားထောင်ကြည့်လိုက်အောင်နော်။လူဘွားဆိုတာတူတူလေး တူတူလေးပဲအဲ့တူတူလေးထဲမှာပဲယုံကံလှုပ်ရှားနေကြရတယ်လူတွေဆိုတာလူငယ်ရောလူကြီးရောမှားကြတာကြီးပါပါတတ်တယ်မေချူတို့လည်းမှားခဲ့တာပဲသူသူများတွေလည်းမှားခဲ့မှာဒါပေမဲ့မေချူတို့မှားခဲ့ရက်သားနေဒီအချိန်အထိဘာဖြစ်လို့မေချူတို့ပြေးတက်ကချစ်နေလဲချမ်းသာရတယ်ကြားမရတယ်ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတော့မေချူတို့မိုက်ခဲ့ပြီမိုက်တွင်းကမနဲ့ဘူး မိုက်တွင်းကတိန်တော့ခုံတက်လို့ရလို့ခုံတက်လိုက်တာအဲ့တော့ခုံတက်လိုက်တဲ့အတွက်မချိုဒီလိုနေလို့ရတယ်အားကြောင့်မလို့ခုံတက်လို့ရအောင်ပဲမိုက်တွင်းတိန်တီလေးရှိပါစေလို့မချိုကစကားလဲဆောင်ပြချင်ပါဟုတ်ပြီကောကန်းကြီးတို့နော်မင်းတို့ပြောချင်တာကမိုက်တွင်းမနှက်ပါနဲ့မိုက်တွင်းကိုတိန်ထားပါခုံတက်လို့ရအောင်တော့ပါဘဝကိုကြိုးစားပါမိမိဘဝကိုပြန်နေရောကန်ပြီးတော့ နိုင်ငံတော်နဲ့လက်တွဲပြီးအင်ဂျင်ဆောင်နေတိုင်းမှာလို့ကိုပိုင်တိုက်တုံလိုက်ချင်ပါတယ်ကွာဒီလိုအားလုံးကျမ်းမှာပျော်ရွှင်ကြပါစေနော်ဒေါ်လာတွေပြည့်ပါစေ